တစ်ခုကိုရှင်းပြခြင်းအချင်းလေးကတော့ကျွန်တော်တို့ဒီမယ်လီဇုံနဲ့တော့ဒီတခြားမှာပေါ့နော်မမရရဖြစ်ခဲ့တဲ့ဒီအတွဲခွေတွေကတချင်းလေးတစ်ခုဖြစ်တယ်လို့အဲ့ဒီအတွဲခွေကလည်းတတော်ကိုပေါက်ခဲ့တဲ့အတွဲခွေပါဒီဟိုအိမ်မလားတကယ်လားပေါ့နော်ဘာလို့တချင်းတိုင်းလူကိုပေါက်ခဲ့တာအဲ့ဒီအဲမှာမှထူးထူးခြားခြားဒီဒီကိုဟန်ထွန်းကြီးပေါ့နော်ကိုဟန်ထွန်းရဲ့တအူရဲ့ ီလေးလေးရဲ့၃လောက်တွဲလေးပေါ့နော်ရေးထတာတော့ဒီလေးလေးရေးထတာပေါ့အဲ့ဒီချင်းလေးကတကယ် rock တချင်းလေးပေါ့တော်တော်လေးကောင်းပါတယ်အဲ့ဒီချင်းလေးဟိုကျွန်တော်တို့ဒီ studio ထဲမှာ phantom တော့ဆိုလဲတကယ်ကိုငင်းခုန်နေတဲ့ဟိုဟာဘယ်လိုတီးမယ်တရားဘယ်လိုတီးမယ်ဆိုပြီးအဲ့လိုမျိုးတွေအမျိုးမျိုးနဲ့နောက်ဆုံးဒီလိုပုံစံပေါက်သွားတာပေါ့နော်အဲ့တချင်းလေးကကျွန်တော်တို့ key a နဲ့ဒီသူ့ရယ်နော်ဒီ high key a key a ရဲ့ high mi လေးပေါ့ high mi လေးနဲ့စတယ်ပင်ထောက်သွားလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနော်ဒါဒါ a ပေါ့နော်ဒါ e f g a ဒီဒီနှစ်ပြန်နည်းနည်းရှုပ်တယ်ဗျပြရတာလေအလုံးနေမဟုတ်တော့လေဟို spot ပျောက်မဟုတ်တဲ့ဂီတာဖြစ်တော့ဒီကောင်ကဒီမှာကျွန်တော်တို့ ကျွန်တော် distortion တွေအများကြီး short ထားပါတယ်အဲ့တော့ကျွန်တော်ဒီမှာဒီမီလေးပေါ့နော်အဲ့အပေါ် rig လောက်တာနော်ကျွန်တော်အပေါ်က1 and 4 3နှစ်ကို၄၃၄၃၄ကျွန်တော်လက်ညှိုးလေးနဲ့ကျွန်တော်လက်ညှိုးလေးနဲ့အตาလေးတင်တာလုံးဝမဖြစ်ဘူးဖောက်ဖောက်လေးတင်တာပေါ့နော် အဓိကတော့ဒီမီယိုလိုချင်တာပေါ့နော် อินโทรလေးอ่ะမခက်ပါဘူးတကယ်အလုံးကျွန်တော်ဟိုအလိုက်ဖက်ဆုံးဖြစ်အောင်တီတီနဲ့တကယ်တော့အရှိမကျွန်တော်ရှောက်တီးသေးတယ် recording ထဲမှာပေါ့နော်ဒါပေမဲ့ဒီဟာကအလိုက်ဖက်ဆုံးတကယ်ဟိုဟိုသူတချင်းကလည်းဒီအိမ်မက်တစ်ခုကိုရှင်းပြခြင်းဆိုတော့လေအဲနည်းနည်းတချင်းကတော့သွားတဲ့ frame ကတော့မြူးနေပဲမြန်နေပဲဒါပေမဲ့တီးတဲ့အလုံးကတော့အကျဲလေးတွေပါဒီကညီကိုမော်မော်လေးလိုက်တီး လိမ့်လိုက်တကယ်လွယ်ကူတဲ့တချင်အင်ထူလေးပါ